Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့အခုလက်ထဲတော့မှာထွက်လာတဲ့တင်ကတော့ကျွန်တော်လက်ရှိဘီဘာအိုအသင်းရဲ့တောင်ပိုင်းကစားမဖြစ်တဲ့ Nico Williams က Manchester United နဲ့ရှင်ပိုင်းကစားမဲ့ Europa League ပွဲစဉ်တွေကြိုတင်လေးကျင့်ပြင်ဆင်နေတဲ့အသင်းမှာလုံးဝပါဝင်ခဲ့ခြင်းမရှိဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ချိုးပရိသတ်ကြီးကြားမှာလဲဟာဒုတိယကြောင့်မှာ Nico Williams မပါနိုင်တော့ဘူးလားဘာညာပေါ့ဗျာ ကျွန်တော်ဟိုဘယ်လိုပြောမလဲလက်ရှိအခြေအနေကတော့လေ့ကျင့်ရေးကွင်းအစီအစဉ်တွေမှာမပါဘူးဆိုပေမဲ့ဘာကြောင့်လဲကျွန်တော်မသိသေးဘူးလေနော်လက်ရှိချက်ဒီစီဗီလာဘက်ကလည်းဒဏ်ရာမြင့်ဒဏ်ရာဘာညာကျွန်တော်တို့ကမပြောသေးဘူးဆိုတော့ကျွန်တော်မထင်ပါဘူးနော်ဒီတိုင်းဆက်ပြီးတော့ကျွန်တော်တို့ကပါလိမ့်မယ်ထင်တာပဲခဏလေးနော်ကျွန်တော်ဟိုကြည့်ပြီးမယ်ဒီသူတို့ပြီးခဲ့တဲ့ပွဲနော်ကစားခဲ့တဲ့နော်ဒီပွဲမှာသူပြပါလာစူစီတဲ့နဲ့ဗျာကျွန်တော်ဒီနေ့မှာစူစီတဲ့နဲ့သူတို့ရှင်မိုင်းကစားတယ်စူစီတဲ့နဲ့ပြပါတို့ကျွန်တော်ရှင်မိုင်းကစားတယ်အင်နာဂီဝီလီယမ်စ်ပါတယ် เนาะပြီးလို့ရှိရင်ကျွန်တော်တို့အဲနီကိုဝီလီယမ်စ်ကမပါဘူးเนาะနီကိုဝီလီယမ်စ်ကအရန်ကုန်မှာတော့မပါဘူးဆိုတော့ဟိုဒီပွဲလဲသူတို့မပါဘူးလေ့ကျင်ကွင်းလဲကျွန်တော်မဆင်းနိုင်ဘူးဆိုတဲ့ခါကျတော့เนาะအာငါတို့တွေเนาะနီကိုဝီလီယမ်မပါဘဲနဲ့မြန်เนาะယူရိုပါလိမ့်မှာပြီးပါအောင်ကိုရှင်ကစားတော့မယ်ထင်တယ်ဒါဆိုလို့ကျွန်တော်အချင်းကြီးကောင်းရင်ကောင်းမှာပေါ့အဲကျွန်တော်တော့မထင်ဘူးမထင်ဘူးဆိုတာဒီတိုင်းတည်တန့်တခြားအကြောင်းရင်းတော့ရှိကောင်းရှိမှာပါဗျာ injury ပြဿနာတွေကအခုချိန်ထိဒဏ်ရာလို့မှဟိုဘာမှထွက်မလာသေးတဲ့ခါကျတော့ ကိုရီအသင်းရဲ့ဘက်မှလွဲလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဒါအပြင်နီကိုဝီလျံစ်ကဒီမတိုင်ခင်မှာအင်တာဗျူးတွေပါတယ်လောက်ထားတယ်မလားနော်။အာမန်ချက်စတာယူနိုက်တက်ကမှလုံးဝဒီသူတို့အနေနဲ့ခမ်ဘက်ပြန်လာနိုင်အောင်လုပ်ချင်နေတယ်လို့နော်။ရမဲကပါတယ်အင်တာမီလန်ရဲ့ပွဲမှာခြေသွမ်းပြသွားသလိုမျိုးသူလည်းပဲယူနိုက်တက်ရဲ့ပွဲစဉ်မှာခြေသွမ်းပြဖို့သူမျှော်လင့်နေတို့တော့ဒါမို့ဒီသူပြောထားတာဆက်လို့ကြီးပြောပြီးမှယူနိုက်တက်ရဲ့ပွဲမှာပါဖို့အခြေအနေမရှိဘူးဆိုတာမျိုးကတော့လုံးဝဖြစ်နိုင်ကြီးကတော်တော်နည်းတယ်။နောက်တစ်ယောက်နီကိုဝီလျံစ်ပါတီဖြစ်စီမပါတီဖြစ်စီကိုရီးယား ဒါကိုရီးယားရဲ့အကောင်ဆုံးပုံစံနဲ့ရှင်ရရှင်ပြိုင်ကစားသွားမှာပဲเนาะအဓိကအပြင်ကတော့ဒါပါမယ်ဆိုပြီးတော့ကျွန်တော်လက်ခံပြီးတော့เนาะယူဆထားပြီးတော့ကျွန်တော်သွားမှာပဲနီကိုဝီလျံဆိုတာကဟိုဟိုဘယ်လိုပြောမလို့ NDA အပေးနိုင်ဆုံးကစားသမားဗျာเนาะသူတို့ဒီလက်ရှိပြပါဟိုကနေပြီးတော့ဆိုတော့လုံးဝလိုအပ်တယ်ဆိုတဲ့ပွဲမှာသူတို့အနေနဲ့ပေါ့เนาะဂျားတွေကဒီသူတို့လိပြိုင်ပွဲလေးတွေဘာမှမဟုတ်ဘဲနဲ့တရားချန်ထားခဲ့တဲ့တဘောမျိုးဒါအပြင်အသင်းရဲ့ကျွန်တော်တို့ကကစားကန်ဒီမှာလေ့ကျင့်ငယ်ဒီပါတွေသူတို့အနေနဲ့ပေါ့နော်ဆင်းခိုင်းနိုင်မှုလေကျွန်တော်ဖြစ်ကောင်းဖြစ်မှာပဲ ဘာဖြစ်လို့လဲမှကျွန်တော်ပြောမှထားတာเนาะသူတို့လေ့ကျင့်ခန်းဆင်းနေတယ်မှာမပါဘူးလို့ပဲကျွန်တော်သာသိရတာကိုเนาะစူစီတဲ့နဲ့ပွဲမှာလည်းမကစားနိုင်ခဲ့ဘူးတနင်္လာနေ့မှာလေ့ကျင့်ခန်းဆင်းတာလည်းမပါနိုင်ဘူးဆိုတော့ဘာမှန်းဖြစ်တယ်လဲပေါ့ကျွန်တော်ကတော့မထင်ပါဘူးအသင်းရဲ့ပွဲမှာအချိန်မီသူပြန်ပါနိုင်လိမ့်မယ်လို့ထင်တယ်ဒီတိုင်းပဲဂျားထဲမှာအနားပိတိုင်မျိုးလည်းကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်အနေငယ်ထိခိုက်တန်ရာရတာမျိုးလားဘာလို့ဖျားတာနာတာမျိုးလားเนาะဒါကတော့မသိဘူးပေါ့လေဒါမှမဟုတ်ကျွန်တော်ထင်တာကတော့ United နဲ့ပွဲမှာ Nico Williams လုံးဝပြန်ပါကူပါပါလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပေါ့နော် နီကိုဝီလျံပါတီမပါတီကတာတကန်နာဆိုတော့ကိုရီးယားတော့ဗျာနောက်ရစင်တက်ဖို့အမှန်ကန်ကျူးပန်းမှာပဲအမှန်ကန်ကျူးပန်းမှာပဲနော်ဟိုဘယ်လိုပြောမလဲခြေစွမ်းရလဲအကောင်ဆုံးပုံစံဖြစ်အောင်ကျွန်တော်ကစားရမယ်အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကပုံစံကောင်းနေကျွန်တော်တို့ပြနိုင်ရမယ်အဲကြောင့်လက်ရှိနီကိုဝီလျံပါတီဖြစ်စီမပါတီဖြစ်ကျွန်တော်ချိန်မှန်ကစားရမယ်နော်ဆိုတော့ညီကိုနီနီရောဘယ်လိုမြင်ကြလဲနီကိုဝီလျံဒီကတော့ဒါအတင်းနဲ့ပွဲမှာပါနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားကျွန်တော်တော့ ပါလိမ့်မယ်ထင်ပါတယ်ဂျာနေမှာဗာတန်ရမမကျွန်တော်မကြားတာဆိုတော့စောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေလာမင်းနေဒီမှာလေ့ကျင့်ရင်ကိုင်းမှာဆိုလို့ချင်တော့မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဆွေးနွေးကြပါအောင်အားလုံးကိုကြည့်တူများကြီးပါတယ်